ပါဖြစ်တယ်။ငါထက်အစာပေါင်းတိမ်တမ်းကလေးမကမြင့်မြတ်တယ်လို့အဲ့လိုမင်းရှိတော့တပည့်ရသေးတွေကလည်းမြတ်စွာဘုရားကိုရှိခိုးကြပူဇော်ကြပါ။အဲ့ဒါအဲ့ဒီအချိန်မှာနောမတတိမြတ်စွာဘုရားကအဋ္ဌဌံနဲ့ငါရဲ့လက်ရတော်ရံလက်ဝဲတော်ရံမထေဖြစ်တဲ့ဤသဘမထေနဲ့အနောမမထေဟာယဟန်တန်ဃာပေါင်းများစွာချဲ့ရံပြီးတော့ငါစီကိုလာစေတည်းလို့အဋ္ဌဌံနဲ့အဲ့ဒါခဏနေတော့ အကတဝကအစုံနဲ့ယဟန်တန်ဃာပေါင်းများစွာနောမတတိများစွာဘုရားကြီးကိုရောက်လာကြအဲ့ဒီမှာယက်စွာဘုရားကလက်ရတော်ရန်လက်ဝဲတော်ရန်မထေမြတ်နှစ်ပါးကိုတရားဟောခိုင်းနေယသိတွေ။အဲ့ဒီလိုတရားဟောတဲ့အခါမှာယသိတွေရဲ့စိတ်ထဲမှာဘာအတိတုညာတို့မှမရဘူး။ဒါပေမဲ့ထူးခြားတာတစ်ခုကဒီမြတ်စွာဘုရားကဒီယဟန်နှစ်ပါးကိုအလွန်ဦးစားပေးပြီးတော့တရားဟောခိုင်းနေဆိုတာကို တွေ့မြင်ရတော့တရဒယတိရဲ့စိတ်ထဲမှာအဲ့ဒီအကတဝကနှစ်ပါးကိုအလွန်စိတ်ဝင်စားရတယ်။အဲ့ဒါအကတဝကနှစ်ပါးတရားလည်းဟောပြီးရောအနုမတ္တတိမြတ်စွာဘုရားဆက်ပြီးတော့တရားဟောတယ်။တော့ဘုရားတို့ရဲ့တင့်တယ်ခြင်းဖြင့်တရားဒေသနာကိုဟောကြားတဲ့အခါမှာယတိပေါင်း9400ညာနာဖြစ်တယ်တဲ့။ဒါပေမဲ့ဆရာကြီးဖြစ်တဲ့တရဒယတိကတော့ဘာတိရုညာတို့မှမရအောင် အခုလို့မရတာလဲဆိုတော့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာသူ့ရဲ့စိတ်ထဲမှာအဲ့ဒီအက္ခတာဝကမထေမြတ်နှစ်ပါးရဲ့အကြောင်းပဲရှိနေတယ်။ဒါကသူအရင်စိတ်ဝင်စားတယ်။အဲ့ဒါနဲ့တရားလည်းဟောပြီးပြီဆိုတော့အဲ့ဒီအနောမတ္တတိမြတ်စွာဘုရားကိုရှောက်တယ်။ရှင်ဗျာအဲ့ဒီမထေမြတ်နှစ်ပါးကဘယ်လိုအစဉ်အတန်းမျိုးရှိတာလဲ။ဘယ်လိုအနေအထားမျိုးလဲလို့မေးတော့ဒါကလက်ရတော့ရန်ဒါကလက်ဝဲတော့ရန်အဲ့လိုမျိုးမင်းရှိတဲ့အခါကျတော့အဲ့ဒီတရရရှင်ရဲ့တေက ေးငါကတော့တဆူသောမြတ်စွာဘုရားရဲ့လက်ထက်မှာလက်ရတော့ရံပညာအရာမှာအသာဆုံးအမြတ်ဆုံးဖြစ်တဲ့လက်ရတော့ရံမတည်ဖြစ်ရရင်တော့ကောင်းမှာပဲဆိုပြီးတော့တိတ်မှသူစုပန်တယ်မှာဟုတ်လားတပည့်တွေကဘာဖြစ်သွားတော့ပြန်လာဖြစ်သွားတယ်နော်အေးအဲ့ဒီမှာသူကမြတ်စွာဘုရားပြန်ကြွသွားပြီဆိုတော့သူလည်းပဲဇံပင်ရင်နဲ့သူရဲ့တငယ်ချင်းရှိရာတိတိဝတ္တနာစီကိုသွားတာပတ်ပြီးတော့တငယ်ချင်းငါကတော့လက်ရတော့ရံ နော်အက္ခတဝကရာတို့ကိုငါဆူတောင်းခဲ့တယ်။မင်းလက်ဝဲတော်ရံဆူကိုမင်းယူပါတိုက်တွန်းတာဟုတ်လားအဲ့တော့ငါဖျားနဲ့မရင်နေဘူးဆိုတော့အဲ့ဒါငါကိစ္စရှိသေး